ဒကာဓမ္မတို့မှတ်တမဲ့နေမှာလွန်စွေတယ်ဆိုတာမှတ်ထားကြပါနော်အမှတ်တမဲ့နေမှာအမနာစွေနေဒါကြောင့်သနာထာဘိက္ခဝိရဒ္ဓမာအနာထာဘိက္ခဝေငါ့ရှိသတိများတို့သနာထာကိုးစားရအထာရရှိကြကုန်ပြီဘဝထဖြစ်ကြကုန်တော့သနာထာမာအနာထာကိုးဝေရမရှိဘဲနေကြကုန်ပြီ မာအနာထမဖြစ်ကြကုန်စေလင်ကိုယ်ခွေရာရှိပြီးကာလအကိုရာလေးတခုတော့ရှိကြပါစေကွာမှန်ပါပါအကိုရာလေးတခုတော့ဖြင့်ရှိကြပါပါအကိုရာမရှိဘဲနေရခြင်းဟာဒုက္ခဆင်းရဲရေအကိုရာမရှိလို့ရှင်အမှန်တန်ဆင်းရဲတယ်မှန်ပါပါအဲ့ဒီအင်္ဂုတ္တပါဠိတော်တက္ကနိဘအင်္ဂုတ္တပါဠိတော်ကြီးမှာကိုယ်ခွေရာတော့ဖြင့်မင်းတို့အကိုယ်ခွေရာဆိုတာအားထားရပါပဲမှန်ပါပါ ိုးကွယ်ရာအထာရာဖြင့်ရှိကြပါစေကွာကိုးကွယ်ရာအထာမရှိလို့ရှင်မင်းတို့ဒုက္ခရောက်တော့မယ်မှန်ပါဗျာဒါဖြင့်ဒကာဓမ္မတွေဆရာသမားကသုံးမတိုင်းကိုးကွယ်ရာတွေကတော့ခရီးလည်းကိုးကွယ်ရာပဲတရားလည်းကိုးကွယ်ရာပဲသံဃာလည်းကိုးကွယ်ရာပဲမတ္တပိရိကုဏအနန္တောဆိုတာလည်းရှိကြတာပဲဒီတဲကဘုရားသခင်ကိုရမကြီးကဘယ်ဟာကိုပုံမူပိဋကလာကြိုက်တယ်ဆိုတဲ့ဥစ္စာသတိထားရမယ်နော်မှန်ပါဗျာ ပညာဝါဟောတိဥရိယထဂာမိနီယပညာနဲ့ဖြစ်ပျက်ကိုရှုပြီးနေတဲ့အလောက်ပါအဲ့ဒါမင်းတို့သမာဓိခွက်ခဲ့ရဂာမိနီယပဲတဲ့အလုံးစုံဒုက္ခကိုကုံစေတိုင်းတကွာပညာနဲ့ဖြစ်ပျက်ဥရိယဘယဆိုတဲ့ဖြစ်မှုပြမှုကိုမင်းတို့ဥရိယထဂာမိနီယဆိုတဲ့အတိုင်း ရှင်းမပြတ်လို့ကိုမင်းနဲ့နှလုံးသွင်းပေးကြတာဘယ်အချိန်မဆိုနှလုံးသွင်းပေးကြလားနေကြမယ်ဆိုလို့ရှင်ဒုက္ခခေယဂာမိနိယဒုက္ခကိုကုံစေသည်ဟောတိဟိမင်းနဲ့ဖြစ်ပြက်ကိုနှလုံးသွင်းတာကိုအာဟုအာရထားပါလို့ဖမာခဲ့မင်းနဲ့ဘာနှလုံးသွင်းရမလဲဖြစ်ပြက်ကိုအာဟုအာရနှလုံးသွင်းပေးကြလားထားပါတဲ့ယံပိဓမ္မနာသကာရဏော အယံပိဖြစ်ပျက်ကိုအာကိုရခြင်းသည်နာထကရဏောကိုယ်ပွယ်ခြင်းကိုပြုကြသေဟောတိဖြီးဆိုတဲ့တိုင်းနဲ့မင်းတို့ကိုယ်ပွယ်ရာကိုယ်ပွယ်ရာဆိုတဲ့ဥစ္စာကိုအားထားရအော်ဘယ်လိုအားထားရမလဲလို့တခါကျော်တခါတေတူဥဒ္ဓဘုရားကမေးလို့ရှိရင်သူကဒုက္ခကုန်စေနိုင်သောကြောင့်ဖြစ်လို့အာကိုရတယ်မှန်ပါပါသူကဘာပါလဲဒုက္ခပါပါ ဒုက္ခကုံစေနိုင်သောကြောင့်ဘုန်းကြီးတရားဓမ္မတွေအားကိုးရတယ်နော်။ဟောဒါဖြင့်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကုံတဲ့နေရာတော့ဖြင့်တရားဓမ္မတို့အားကိုးရမှာအစ်စ်ပဲ။အစ်စ်ပါဘုရား။ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကုံရပဲအားကိုးရမှာပဲ။ဒါကြောင့်ပညာဝါဟောဒီဥရိယတ္တဂမိနိယသမန္နာကတော်အရိယာယ ဖြူစင်သောနေဝေရိကာယထိုးရင်းရည်သိသောတမာကောင်းစွာဒုက္ခခရဂာမိနိယဒုက္ခကိုကုံစေတတ်သည်တုံစေတတ်သောပညာသည်ဟောတိဖြီအယံပိဓမောနာထကရဏောအဲ့ဒီကဲ့သို့ထကနိဗ္ဗာန်အငုတ်ထုကိုကိုရရှစ်ပါးရရှိတဲ့နေကနောက်ဆုံးပိဒါဟောပိဒကလာထားသောကြောင့်ဘုန်းကြီးတို့ဓမ္မတွေဘယ်လိုကိစ္စတွေ့တွေ့ဖြစ်ပြဖြစ်အားကိုပါမှန်ပါဗျာ ဒုက္ခကိုကုံစေနိုင်သောကြောင့်ဖြစ်ပြက်ပဲအာကိုရမယ်ဖြစ်ပြက်သေးတဲ့ညံပဲရှင်းပြီနော်ရှင်းပါပြီဩော်ဒါဖြင့်တို့ယနေ့ဇာဘုန်းကြီးကဗာရင်များပေးပါလေမတုံးလို့ပေးတော့ခန္ဓာကိုယ်ရန်ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်ဝေဒနာဖြစ်ပြက်ကိုအာကိုစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကရုပ်ကြိုက်တဲ့ပုဂ္ဂိုလ်ကအေးသစ္စာကြိုက်တဲ့ပုဂ္ဂိုလ်ကအလုံးစုံဖြစ်ပြက်အာကိုသဘောကျ အဲ့ဒီကဲတော့တရားဓမ္မတွေအာဟုမမှားရအောင်လို့အဲအမတန်မှပါရှာတယ်ဆိုတဲ့ဥစ္စာလေတကယ်ကျွေးသေးချာမှတ်ရမှာဖြစ်ပြဘယ်နဲ့ကြောင့်အာဟုခိုင်းမှလည်းမလို့ဆိုတော့တမာဒုက္ခခေယဂါမိနိယဒုက္ခကုံစေသောကြောင့်သူ့အာဟုကွာဒုက္ခကုံစေသောကြောင့်ဖြစ်ပြရှိပါများလားတော့ဖြစ်ပြဆုံးသွားတော့ဒုက္ခကမကုံဘူးအဲဖြစ်ပြဆုံးသွားတော့ဒုက္ခကုံတော့ ဒုက္ခကုံတဲ့ညာလေးတတို့ညာကျမ်းနေပါတယ်မှန်ပါဗျာဒုက္ခကုံတဲ့ညာလေးကျမ်းနေတော့ဒီညာလေးကကလည်းနိဗ္ဗာန်အောင်ပြုတဲ့ညာလေးမှန်ပါဗျာတခါဒုက္ခကိုယ်ကအယုံပြုတဲ့ညာလေးနဲ့သေလဲဒုတိယဘဝမှာသောတပန်သရဂန္နာဂန်ရတာဖြစ်တာပဲမှန်ပါဗျာဟာဒုက္ခကုံသွားတယ်ခင်ဗျာဒုက္ခရှူရင်းမှတ်တယ်နဲ့ပြည့်ရဖြစ်ဖြစ်ဒုက္ခကြီးဆုံးသွားတော့တယ် အဲ့ဒီဒုက္ခကြီးဆုံးသွားပါတယ်ဆိုလို့ရှိရင်လည်းဖြစ်ပြက်ဆုံးမြင်တဲ့ဉာဏ်လေးကခမရတို့ဧကယနောယံပဲခုမက်ခောဆိုတဲ့အတိုင်းနဲ့လောကုတ္တရာမက်ကလေးဖြစ်ပြီးတကြောင်းနဲ့နဲ့သူကနိဗ္ဗာန်ပို့တော်မယ်မှန်ပါဘူး။ဒါကြောင့်အာလုံတရားနာကြတဲ့ဓမ္မတွေဖြစ်ပြက်ကိုအာယုံပြုတဲ့ဉာဏ်လေးအာကိုကြမှန်ပါဘူး။ဘာအာကိုရမလဲဖြစ်ပြက်ပြန်ပါတဲ့ဉာဏ်အာကိုပါ ဖြစ်ပြကိုမြင်နိုင်တဲ့ညာဖြစ်ပြဆုံးမြင်နိုင်တဲ့ညာကြိုက်ရညာဒီညာတစ်ခုကိုဖြင့်တခါကြွယ်တို့ဥလာဘူးတို့တခါတစ်တို့ဘယ်တော့မှမလျှော့ပါဘူးမှန်ပါဗျာရွှေစွာဆုံးကပြတ်တော့မယ်လဲကျန်းတဲ့ကြောက်ခဲကြရမယ်ဆိုရတော့မှသူ့ကိုပဲအားကိုးမှန်ပါဗျာရေမြန်စီသွားတယ်ခင်ဗျာနေကြီးမြင့်ကြီးလုံနေလို့ချင်းသူ့ပဲအားကိုးရမှာမှန်ပါဗျာ အဲ့ကဲတော့အာကောလို့ရှင်ဖြင့်တဲ့ဒုက္ခကိုကုံစင်နိုင်ပါလေသေဂဏိတော်မှရှုလို့ရှင်ဖြင့်သေဂဏိရှုတာတော့သံဃာဓမ္မတွေသောတာပန်တရကအနာဂံဖြစ်နေအကဲသောတာပန်တရကအနာဂံဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကထရှုမယ်ဆိုရန်တာဖြစ်နိုင်တယ်လို့ဆိုရတယ် ထကုဏသုတ်တို့ဘာလဲသေသေးချာချာဟောတာမဟုတ်ဘူးလားဟုတ်ပါဘူးအဲ့ဒါလေးနဲ့နာဟုကြာဝီရှိနေတဲ့ဘုန်းကြီးတရားဓမ္မတွေဖြစ်နေတော့ကြောင့်ဘာကိုကိုယ်ကြရမဲဆိုတဲ့ယနေ့သိပြီပါဘာရဖြစ်ဖြစ်ရှုတဲ့ညာအကူရမှာဘာကိုကြောင့်ခန္ဓာကိုယ်ကလည်းဘာပဲရှိတော့ဖြစ်ဖြစ်ပဲရှိတော့ဖြစ်ဖြစ်ရှုတဲ့ညာလေးပဲ ဘိန်းတို့ဒကာရမတွေကအာကိုလိုက်တဲ့ခါကျတော့ဒီညာလေးကဘာလို့အိုဒုက္ခကုံစေတတ်တယ်။အဲဒီညာလေးကဘာလို့ပါလဲ။ဒုက္ခကုံစေတတ်တဲ့ညာလေးဆိုတော့အလုံးစုံသောဒုက္ခတွေမှာကင်းပြောက်ပါခြင်းကြောင့်ငါရှစ်ခိုးပါ၏လို့ခုနှစ်လုံးကပဲရှစ်ခိုးကြတယ်။အဲဒုက္ခကြောက်ဆုံးလို့ရှစ်ခိုးကြတာပဲ။အဲတော့ဒကာရမတို့ဒုက္ခဆိုတာကြောက်ကောင်းတဲ့တရား ပယ်ကောင်းတဲ့တရားပိုင်းခြားကောင်းတဲ့တရားဒုက္ခကိုဒုက္ခံပရိညာဘိသမေနဘိသမေတိဆိုတဲ့အတိုင်းဒုက္ခပိုင်းပိုင်းခြားကြသိဖို့အရေးဟာလေဉာဏ်ကိုအားကိုရမယ်ဆိုတာသဘောကျကြ။ကောင်းပြီဒါဖြင့်တရားကျွဲတို့တရားဥလဘူးတို့ဘာအားကိုမလဲ။ ဖြစ်ဖြစ်အာဟုနိုင်တဲ့ဉာဏ်ပေါ့ဗျာမှန်ပါပါဘယ်နဲ့ကြောင့်ဒီဉာဏ်ဆရာဘုန်းကြီးကအာဟုခိုင်းပါလိမ့်မလဲဖယားကအာဟုခိုင်းပါလိမ့်မလဲလို့ဒကာဓမ္မတွေမေးဖို့မလိုဘူးမှန်ပါပါဘုရားတမာဒုက္ခခေယဂာမိနီယာတမာကောင်းစွာဒုက္ခခေယဂာမိနီယာဒုက္ခကုံရာလို့ရောက်စေတတ်သောကြောင့်မှန်ပါပါဒုက္ခကုံရာဆိုတာဘာပါလိမ့်မှန်ပါပါအဲ့ဒီရောက်စေရောက်တဲ့ဉာဏ်ဖြစ်လေသောကြောင့်သူအာကိုကြအယံဖိဓမ္မနာထကရဏော အယံပေဖြစ်ပြကုံရာကိုရောက်အောင်ဖို့နိုင်တဲ့ဉာဏ်လေးဒါလည်းနာထကရဏောမင်းတို့ကိုယ်ပွေခြင်းပြုရမယ်တရားပါပဲကွာလို့အင်္ဂုတ္တမသေချာဟောတဲ့အတွက်ဤသူမဆိုတာ အကြည့်ဆုံးအာကိုရမယ်တပည့်ရအင်းဒါတော့မှမသိတဲ့ပုဂ္ဂိုလ်ကြရတယ်ကိုပြုထားတဲ့ဒါနကိုဆောက်တည်ရတဲ့သီလပေါ့ဗျာမဟုတ်ဘူးအကောင်းဆုံးအာကိုပြဇမ်းပါရှင်ဖြင့်ဒါပဲမှန်ပါပါ သဘောကျကောင်းဆုံးအာဟုပြဆံပါဆိုရင်ဖြစ်ပြအောင်ပြုတဲ့ညာဖြစ်ပြအဆုံးအောင်ပြုတဲ့ညာဒီညာသာလင်ဘုန်းကြီးကဓမ္မတွေမှာကိုယ်ကိုရအထာရအစ်စ်ဖဲလို့အယံပိဓမ္မနာထကရဏောလို့ဘုရားကိုယ်တိုင်ကနှုတ်ကဖွင့်ရပြီးဟောသည်ဖြစ်လေသောကြောင့်ဘာမှတန်လျာမရှိပဲနဲ့ဩဒါကုဝမှာပဲဆိုပြီးဒီနေ့ကစပြီးဒါကုယူမယ်မှန်ပါဗျာရှင်းမလားရှင်းပါဗျာ အကယ်သိသိသွားတဲ့ပုဂ္ဂိုလ်လေသိကိုပဲအကူရသိမအမကိုလေသိသွားတဲ့ပုဂ္ဂိုလ်ဒီလေခိုင်းဖို့ဒီလေတည်တတ်ဖို့ဒီလေကမှဟိုဘက်ရောက်အောင်ပို့ပါဘူးဒီမှာလည်းဒီနေ့ဒီပဲဒီညာလုံးကဒီညာကဟိုဘက်ရောက်အောင်ပို့ပါဒီညာမှမလုတဲ့ပုဂ္ဂိုလ်ဒီညာကဘယ်နဲ့ဒီညာမှမရှိရင်သူကဒီအိမ်မှာပဲကန်းနေဟူသောအစ္စဒဘက်မှာဟိုမှာလည်းကန်းနေဟူသောနိဗ္ဗာန်ဘက်သို့သူပို့နိုင်မှာမပို့နိုင်ပါဘူး ဒါဖြင့်ဒကာဓမ္မတို့ကိုလုံးနေတဲ့ညာကိုအားကိုရှင်းကြပါဘာကိုကြမလဲကိုလုံးနေတဲ့ညာကဘာညာပါလိမ့်မလဲဆိုတာကဲထပ်ပါဦးအဲဖြစ်ဖြစ်မြင်နေတဲ့ညာဒီတဲ့တက်နေရင်ဖြစ်ဖြစ်အဆုံးကိုအဲဒုက္ခကအန္တံကရိတ္တိဆိုတဲ့အတိုင်းဒုက္ခကဒုက္ခအန္တံဆုံးကိုကရိတ္တိမျက်မှောက်ပြုနိုင်အောင်လုပ်ထိုင်ရင်လေ ုမိုကောင်းတယ်လို့မှတ်တာပေါ့အဲဒါမဟုတ်တပည့်တော်ပင်ဖြစ်ပြနေပဲသိသွားရဲဆိုတာတောင်မှဒုတိယဘုရားသောတာပန်ဒီနိုင်တယ်ဟာဖြစ်ပြဆုံးရောက်ပါတယ်လို့ဆိုလို့ရှိရင်လည်းဒီဘုရားမှာပဲအဲအမှန်သာဆုံးရင်မရောက်မရှိပါဘူးဒါပြန်ကိုကိုရဒကာကျော်ရူလာဘူးလို့ရှိပလားဘာအကူရမလဲဖြစ်ပြမြင်တဲ့ညာဖြစ်ပြဆုံးမြင်တဲ့ညာ အဲဒီညာဖြင့်ကြက်ရအားကိုတော့ဖြစ်ပြမြင်တဲ့ညာလည်းဥပဒနာမဲ့ပဲဖြစ်ပြဆုံးမြင်တဲ့ညာလည်းလောကုတ္တရာမဲ့ပဲအဲဒါကြောင့်ဒကာဓမ္မတို့အသေးွယ်လေးလည်းကြီးကုန်ကြပြီဆရာဘုန်းကြီးကြီးဒကာဓမ္မတွေကလည်းကြီးအာကိုရာဖြစ်ဖြင့်ဒါပဲဆိုတာသိကြကြအေးဘုရားသခင်ကုရမြတ်ကြီးတောင်မှဒကာဓမ္မတို့ဘယ်ချိန်မှဆိုဖလားဓမ္မပါ အားရင်အားရင်ဘုရားသမားဘက်ပဲဝင်စားနေတယ်ဆိုတော့သူဖြစ်ပြရှုပြီးမှဝင်စားလို့ရတယ်မှန်ပါဘူးဖြစ်ပြပဲအကုရတာပဲမှန်ပါဘူးဖြစ်ပြဆုံးသွားတော့မှနိဗ္ဗာန်မြင်တဲ့ညာဘုရားသမားဘညာကဘုံညာကလာတော့တာဘူးမှန်ပါဘူးသူလည်းကအကုရတာပဲမှန်ပါဘူးဒါကြောင့်သဏ္ဍာထဘိခွေဝိရဒ္ဓမာအနာထဘိခွေရန်တို့သဏ္ဍာထမိမိတို့ကိုးစားရအားထားရတခုခုရှိကြကုန်ပြီဘဝထဖြစ်ကြကုန်တော့ မနောအကုရတခုတော့လက်ကင်ရှိပဲစင်းတော့အကုရတခုတော့လက်ကင်ရှိပဲစင်းအဲဒီလောကီကြတာမြင်မလားဘိုးကအိမ်လေးကောင်းဆောက်ထားမကောမဟုတ်အိမ်ရောက်စားမယ်ဆိုတော့အိမ်အကုတယ်အကားလေးတခုဒီတော်သားမကောမဟုတ်အเจ้าမကြီးတော့ဒီကထုတ်လိုက်လေးစတောင်းတစ်ပေါင်းနဲ့ရသေးတယ်ကွာဆိုအကုလေးတော့မရှိကြဘူးအဲဒီအကုလေးတွေက တကယ်ဓမ္မတို့လောကီမှာအကုရတာကတကယ်အကုရတာမဟုတ်မီးလောင်းဉာဏ်မြင်၅ပါးနဲ့ဆက်ဆံတော့ပျက်စီးဘူးပျက်စီးဘူးလားအခုဟာကတော့တကယ်ဓမ္မတို့ကိုညာထဲမှာကိုဖြစ်ပျက်ကိုမြင်ပြီးတကယ်နေတဲ့ညာဆိုတော့ဖြစ်ပျက်မြင်မှုတဲ့လူကလည်းဥရိယဘေးကမြင်မှုတဲ့ပုဂ္ဂိုလ်ကလည်းဘယ်တော့မှမပြောက်တော့ဘူးဉာဏ်လုံးသွန်လိုက်ညာတဲ့လိုက်ပေါ်လာတာ ဖြစ်ပြဆုံးမြင်မိတာပုဂ္ဂိုလ်ကြတယ်လေဖြစ်ပြတွေ့ပြီးမကြခင်ပဲဆုံးသွားတော့အဲ့ဒီကဲလို့အကုရာရှိသိကြပါဘူးသိပါပါဘုရားဒါဖြင့်ဒကာရမတို့ယနေ့တရားအစမှာငါတို့ဘယ်လိုများချင်းမြောက်ပါလိမ့်မလဲလို့ဒကာကျွဲတို့မေးရင်ဖြင့်အကုရာရှိပေးတဲ့နေပဲသိပါပါဘုရားဘယ်လိုပါလဲအကုရာရှိပေးတဲ့နေပါဘုရားအကုရာရှိပေးတဲ့နေပဲလို့မှတ်ကြပါဒါကြောင့် ဒဂရမတို့အရေးကြီးရင်ခင်ဗျားတို့လည်းလောကီမှာအာဂုယတခုခုထားသလိုအဲ့ဒီလောကီအာဂုယကတော့ရန်သူ9000တက်ဆက်တကယ်တမ်းကျတော့ပြက်သွားအခုညာကိုအာဂုပါဆိုတော့ဒဂရမတို့ပြက်เสียရှိသေးရဲ့မရှိတော့ဒီညာသာထက်သွားပြီထက်တဲ့သာထက်သွားပြီတော့ကဲရှင်းကြပြန်ပါဘယ်ဒါဖြင့် ဉာဏ်ဒီဘယ်လိုအထုံမှဖြစ်မလဲခရားလို့ဆိုရဲဉာဏ်စကားကိုပဲယနေ့ပြောကြပါသူဒီဉာဏ်ဘယ်လိုအထုံမှတပည့်တော်တို့အာဟုရအစ်ဖြစ်ပါမလဲဆိုတဲ့ဥစ္စာကိုဝိရုဒ္ဒသေတာကနဲ့ကွာထုတ်ပြီးဒီကလာဥပဒနာရှင်နီးပြကြပါသူနာဘူးတဲ့ပုဂ္ဂိုလ်များလည်းမြဲစေတော့မနာဘူးတဲ့ပုဂ္ဂိုလ်များလည်းအသက်မှတ်ပြီးဒီညာအာဟုကြစေတော့ဆိုတဲ့စိတ်ထားနဲ့ ဥပရိပန္နာသပါဠိတော်ဥပရိပန္နာသပါဠိတော်ကအိန္ဒြိယဘာဝနာသုတ်ကိုဟောလိုက်မယ်မှန်ပါပါဘုရားဥပရိပန္နာသပါဠိတော်အိန္ဒြိယဘာဝနာသုတ်ဆိုတာဒကာဓမ္မတွေဒါကနာကြရတော့မယ်ဆိုတော့ဥပဒနာရှုတဲ့ဉာဏ်ကို အားကိုးရမယ်ဆိုတာဒီညာဘယ်လိုဖြစ်လာလို့ရှိရင်တပည့်တို့ဒီညာအားကိုးလောက်ပါဗလဲလို့ဉာဏ်ကိုစစ်ဆေးကြတယ်မှန်ပါပါဘုရားဘယ်လိုအားထုတ်လိုက်တဲ့ခါကြလို့ရှိရင်ဒီဉာဏ်ကိုအားကိုးရမယ်လို့ဆိုတာတော့ဟုတ်ပါပြီ ဘယ်လိုမြင်တဲ့အခါမှာတပည့်တို့ဒီညာဒီအာကိုတိုက်တဲ့အစ်စ်ဖြစ်သူရောက်ပါလိမ့်မလဲဆိုတာမေးဖို့မလိုဘူးလားဟုတ်ပါဘူးအေးဒါကြောင့်ညာစစ်တန်းကိုပဲကကြွနာတော့မယ်မဟုတ်ပါဘူးခိုင်းဒါဖြင့်သေချာယူသေးခိုင်းခိုင်းညွတ်မှတ်မှတ်သားသားနဲ့ဘုန်းကြီးပြောတဲ့အတိုင်းတရားနာနိုင်ပါစေဘုန်းကြီးမြတ်တာကတော့ရောက်ပြီဟုတ်ပါဘူး တရားနာပြီသိကြပါစေဆိုတဲ့မေတ္တာကိုရောက်ပါပါရောက်ပြီကလာကျင့်နိုင်ကြပါစေဆိုတဲ့မေတ္တာကိုအဲ့ဒီတိုင်ခမည်းတော်ကလည်းဒီမေတ္တာခံယူပြီးကလာ gain အကုရညာဖြစ်တော့မရရအောင်ယူပါတော့မယ်ဆိုတဲ့စိတ်ထားနဲ့တရားနာတရားမှတ်တရားကျင့်ကြပါပါ